လုံးမင်းလေးကျမဆွေးနွေးပေးနေတယ် there's a trending resilient in your child တည်ရဲ့ကလေးတွေကိုကျင်းကျန်းခံနိုင်တဲ့စွမ်းရည်တွေခွင့်ပြုအားကောင်းခိုင်မာလာအောင်ထည့်ကျင့်ပေးရမယ့်ဤလန်းလေးတွေဆွေးနွေးပေးနေခြင်းဖြစ်ပါတယ်အဲ့ဒီထဲမှာဆိုလို့ရှိရင်ကျမတို့ဒီကိုမှဖြစ်ပေါ်လာတဲ့စိတ်ဖိစီးမှုတွေကိုကျမတို့ resilience ဆိုတဲ့ကျင်းကျန်းခံနိုင်မှုတွေနဲ့ ဘလို့ကြော်လွားကြမယ်ဟုတ်ဘလို့စီမံချိန်ကျုပ်ကြမယ်ဟုတ်ပေါ့နော်ဒါမျိုးလေးတွေကိုလေ့လာသုံးသပ်ဖို့အတွက်ဆွေးနွေးပေးနေခြင်းလည်းဖြစ်ပါရဲ့ရှင်ရှင်နေ့မှာလည်းပဲအဲ့ဒီ resilience ကြည့်ဖို့ကြံ့ကြံ့ခံနိုင်ရှိဖို့လိုတယ်ဒါဆိုရင်ကြံ့ကြံ့ခံနိုင်ဆိုတာဘာကိုပြောတာလဲကြံ့ကြံ့ခံနိုင်ရှိဖို့လိုတယ်ကျမတို့ဖြစ်ပေါ်လာတဲ့အဲကျမတို့ရဲ့စိတ်ဖိစီးမှုတွေ စိတ်ပြည့်ရဲ့ဘဝမှာရှိတဲ့အနေမြင့်နေပေါ့နော်။ဒါမျိုးတွေကိုကျမတို့ကြံ့ကြံ့ကြီးစိတ်ဖြစ်စည်းမှုတွေကိုဘယ်ဘက်လက်မှာရှိရင်ညာဘက်လက်ဆိုတဲ့ resilience နဲ့ကျမတို့တွေရင်ဆိုင်ကြော်လာဖြည့်ရှင်းကြမယ်။ဒါကြောင့်ကြံ့ကြံ့ခန္ဓာကြီးဆိုတဲ့အကြောင်းလေးကိုလည်းသိရှိထားဖို့လိုအပ်တယ်။ဒါဆိုကြံ့ကြံ့ခန္ဓာကြီးဆိုတာဘာတွေကိုပြောတာရောကြံ့ကြံ့ခန္ဓာကြီးဘာကြောင့်ရှိဖို့လိုအပ်တာရောတဲ့ ောက်တစ်ခုကကြတော့နောက်ပြီးတော့ကြက်ကြက်ခန္ဓာကြီးတွေရှိအောင်ကျမတို့တွေဘယ်လိုနေကျင်ပေးကြမလဲဆိုရက်အကြောင်းလေးတွေကိုဆက်လက်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ရှင်အဲ့ဒီမှာဆိုရင်ကြက်ကြက်ခန္ဓာကြီးပေါ့နော်ဒီပုံလေးထဲမှာဆိုရင်ကလေးလေးကသူစွိန်စီရင်နေပေါ့နော်သူစွိန်စီရင်နေလဲသွားတယ်ဒါဆိုရင်ကလေးလေးပေါ့နော်ဒီကလေးလေးဟာသူလဲသွားတာလေးကို အမေကိုလှမ်းခေါ်ပါလားအဖေကိုလှမ်းခေါ်ပါလားသူလူကြီးတယောက်ကိုအကူအညီတောင်းပါလားပေါ့ဒါဆိုရင်ဘဝမှာတွေးကြုံလာရတဲ့ပြဿနာတွေကိုဒီတိုင်းပဲလေထိုင်ပြီးတော့ပေါ့လေဟိုလူကြီးရဲ့အုတ်ထင်းသူပြည့်စုံဆောင်ရှောက်သူရဲ့အကူအညီကိုပဲအမြဲတမ်းယူနေလို့ရှိရင်စင်မပြေပါဘူးရှင်ဒါမျိုးကိုကျမတို့အဲကြံ့ကြံ့ခံနိုင်တဲ့စွမ်းရည်ရှိရဲ့လို့မခေါ်ဘူးအဲ့တော့သူဒီချိန်မှာ အခက်အခဲတစ်ခုကိုကြုံတွေ့လိုက်ရတယ်ကြုံတွေ့လာတဲ့အခက်အခဲကိုမိမိကိုယ်တိုင်ဟေးကျဉ်းကျခံနိုင်တဲ့စိတ်တည်းနေပေါ့နော်ဖြည့်ရှင်းနိုင်ဖို့လိုတယ်အဲဖြည့်ရှင်းရမယ့်အကြောင်းအရာလည်းမိမိကိုယ်တိုင်ဖြည့်ရှင်းလို့ရှိရင်ရရှိနိုင်တဲ့အခြေအနေမျိုးလည်းဖြစ်ဖို့တော့လိုပါတယ်ရှင် ဖြစ်ပြီဆိုလို့ဟုတ်ပြီဒါဆိုရင်ကလေးအရွယ်နဲ့ညော်ညီတဲ့ဖြည့်ရှင်းလို့ရတဲ့ဤလဲရှိတယ်ဆိုရင်သူကိုယ်တိုင် ဖြည့်ရှင်းနိုင်ရမယ်ဒီမှာဆိုရင်တဲသွားတယ်သူ့ရဲ့ပုံမှန်စုကလေးဆိုရင်ဒါကို ဟဲ့သူကိုယ်တိုင်ပဲဒါလေးကိုထားထားမယ်ထားပြီးတော့ပေါ့နော်အစင်းစင်းလှုပ်ဆောင်သွားမယ်ပေါ့နော်ဒါကြောင့်ကျမတို့ကျန်းကျန်းခံနိုင်ရည်ဆိုတာ resilient ဆိုတာပေါ့နော်တွေ့ကြုံလာတဲ့အခက်အခဲတွေအခက်အခဲတွေတွေ့ကြုံလာမယ်အဲ့ဒီအခါမှာအလင်းမြန်ပြန်လဲနလန်ထူနိုင်မှုလိုတယ်အဖေလာမအမေကလာပြီးတော့ကူညီပေးမှာပေါ့နော်ကျမတို့အဆအဆရရသူတို့ကိုအမြဲတမ်းအကူအညီပေးနေတယ်ဆိုတာက သူတို့ရဲ့ resilience ဆိုတဲ့ကျဉ်းကျဉ်းခံနိုင်မှုစွမ်းရည်တွေဖွံ့ဖြိုးအောင်လုပ်ပေးမယ်ဆိုရင်သူတို့ကိုယ်တိုင်ဖြည့်ရှင်းရမယ့်အခက်အခဲတွေကိုကလေးကိုယ်တိုင်ဖြည့်ရှင်းဖို့အခွင့်အလမ်းပေးရမှာလည်းဖြစ်ပါတယ်ရှင်။အဲ့တော့ကျွန်တော်တို့ကျဉ်းကျဉ်းခံနိုင်မှုစွမ်းရည်ဆိုတာကျွန်တော်တို့ရဲ့ကလေးတွေကိုပေါ့နော်။ဒါကြောက်ယူသွားလို့ဆိုအထုပ်ကလေးထုတ်ပြီးတော့ပေးလို့ရတာလည်းမဟုတ်ဘူး။ သူတို့ကိုကိုယ်တိုင်ဒီလိုမျိုးစွမ်းရည်တွေဖြစ်လာကြက်ကြန့်ခံနိုင်တဲ့စွမ်းရည် resilience စွမ်းရည်တွေဖြစ်လာနေကျင်ပေးကြရမယ်လေပြို့ထောင်ပေးကြရမယ်အခက်အခဲတွေနဲ့ကြုံလာတဲ့အခါမှာလည်းသူတို့ချက်ချင်းနန်းနန်းထူနာနိုင်အောင်စွမ်းဆောင်ရည်ရှိဖို့လိုတယ်ဘဝမှာအနေအမြင့်တွေကြုံတွေ့ကြရမယ်ကြုံတွေ့လာတဲ့ဘဝရဲ့အနေအမြင့်တွေကိုဘလို့စိတ်ထားတွေနဲ့ရင်ဆိုင်ဖြတ်ကျော်နိုင်မလို့ပေါ့ဒီလိုမျိုး ဘဝမှာကြုံတွေ့ရတဲ့အနေအမြင်တွေကိုရင်ဆိုင်ဖြတ်ကျော်နိုင်တဲ့စွမ်းရည်တွေကို ကျမတို့ကြမ်းကြမ်းခံနိုင်တဲ့စွမ်းရည်တွေလို့ခေါ်ရလဲဖြစ်ပါရဲ့ရှင်။အဲ့တော့ကျဲသူတို့ရဲ့ဒီလိုမျိုးကြမ်းကြမ်းခံနိုင်တဲ့စွမ်းရည်တွေကိုကျမတို့လေ့ကျင့်ပေးမှရမယ်ပြောထောင်ပေးမှရမယ်အစစအရာရာအုတ်ထင်းသူမိဘကြီးလူလေသေးမရှိပြည့်စုံနေရဖြည့်ဆည်းပေးတာကပေးထားတာတဲ့တဲ့ကလေးနဲ့ ဖျော်ညီတဲ့အခက်အခဲတွေအဲပြဿနာတွေကိုသူတို့ကိုယ်တိုင်ဖြေရှင်းနိုင်ဖို့အခွင့်အလမ်းတွေပေးရမယ်။အဲ့လိုမျိုးတွေးကြုံလာတဲ့အခက်အခဲတွေကိုသူတို့ကိုယ်တိုင်ကလေးတွေကိုယ်တိုင်ဖြေရှင်းနေပြဿနာတွေကိုကလေးတွေကိုယ်တိုင်ဖြေရှင်းနေအဲ့လိုမျိုးတွေဆောင်ရွက်ရင်းနဲ့မှကြင်ကြန်ခံနိုင်တဲ့စွမ်းရည်တွေဖွံ့ဖြိုးတိုးတက်လာစေမှလည်းဖြစ်ပါရဲ့ရှင်။အဲ့တော့ကိုအော်ဒင်းသူလူကြီးမိသားအစစရရပြည့်စုံအောင် ဆောင်ရွက်ပေးနေတာတဲ့ သူတို့နဲ့လျော်ညီတဲ့အခက်အခဲတွေပြဿနာတွေကိုကလေးနဲ့လျော်ညီတဲ့ကလေးဖြည့်ရှင်းလို့ရမယ့်အခက်အခဲပြဿနာတွေကိုကိုယ်တိုင်ဖြည့်ရှင်းစေခြင်းအဖြစ်ခုကျွန်တော်တို့ရဲ့ကလေးတွေကိုကျန်းကျန်းခံနိုင်တဲ့ဆွမ်းရည်ဖွံ့ဖြိုးလာအောင်ပေးခြင်းပေးကြရမှာဖြစ်ပါတယ်ရှင်။အဲ့တော့ကျွန်တော်တို့ရဲ့ဒီကျန်းကျန်းခံနိုင်မှုဆွမ်းရည်ဆိုတာဟဲ preschool level မှာပဲဒီကျန်းကျန်းခံနိုင်တဲ့ဆွမ်းရည်ကအဲ ရရှိအောင်ပြိုးထောင်နေဖို့လိုတယ်ခိုင်မာနေဖို့လိုတယ်ဆိုတာမဟုတ်ဘူးကျမတို့ရဲ့ဘဝတစ်လျှောက်လုံးမှာ resilient is a lifelong journey ဘဝရဲ့တစ်လျှောက်လုံးမှာပေါ့နော်ကျမတို့ဒီကြံ့ကြံ့ခံနိုင်မှုစိုင်းရည်ဆိုတာရှိနေဖို့လိုပါတယ်ဘဝမှာအနေအမြင့်တွေအတက်ကြရေအခက်အခဲပြဿနာတွေဆိုတာကြုံတွေ့နေနိုင်တယ်ကြုံတွေ့ကြရမယ်ကြုံတွေ့လာတာတွေကိုကျွန်တော်တို့ resilience ဆိုတဲ့ စွမ်းရည်တွေနဲ့ပေါ့နော်ရင်ဆိုင်ကျော်လွှားကြရမှာလည်းဖြစ်ပါရဲ့ရှင်အဲ့တော့ resilient ကကျမတို့ဘဝတလျှောက်လုံးမှာတွဲလျက်ရှိနေရမယ့်စွမ်းရည်တစ်ခု ဖြစ်တယ်ဆိုတာလေးကိုကျမအနေနဲ့ဆွေးနွေးပေးပါရစီရှင်အဲ့ဒါဆိုရင်ကျွန်တော်တို့ resilient ကိုအဓိက cycle လေးနဲ့ပေါ့နော် cycle 6ခုရှိတယ်။အကြောင်းအရာလေးရှင်းချက်ရှိတယ်။ဒီလိုမျိုးလေးတွေပေါ့နော်။သူက ဒီ resilience ဆိုတဲ့အကြောင်းအရာကြီးဒီလိုအချက်ကလေးတွေနဲ့ပေါ့နော်ပြည့်စုံနေရမယ် optimism ဆိုတဲ့ပေါ့နော် အကောင်းမြင်အကောင်းဆုံးကိုအမြင်နဲ့ကိုအားကိုကိုတယ်အကောင်းမြင်တဲ့စိတ်သက်ရှိတယ်ကိုအားကိုကိုခြင်းနဲ့စိတ်သက်တည်ရှိနေရမယ် everyday to life ဘဝမှာပေါ့နော်ဒါတွေကို လုံနိုင်နေဆိုတဲ့စိတ်နှလုံးသွင်းမှုမှန်ကန်ရမယ်အဲ့လိုမှန်ကန်မှကြံ့ကြံ့ခံနိုင်တဲ့စွမ်းရည်တွေအားလည်းဖွံ့ဖြိုးလာစေမှာလည်းဖြစ်ပါတယ်ရှင် အဲ့တော့စိတ်နှလုံးသွင်းရမှာကဒါကိုလုံနိုင်နေခုနလိုပေါ့ကလေးလေးဟာအဲမတော်တဆလဲသွားတယ်သူပြန်ထနိုင်နေထနိုင်နေ ဒီအခက်ခဲကိုဖြေရှင်းနိုင်တဲ့အရေးချင်းတူမှရှိရဲ့ဒါမျိုးတွေပေါ့နော်။ငါလုံးနိုင်ပါတယ်ဆိုတာလေးကိုပေါ့နော်။မိမိတို့လုံးနိုင်ပါတယ်ဆိုတာလေးကိုစိတ်နှလုံးသွင်းရမယ်။ဒီလိုမျိုးစိတ်နှလုံးသွင်းခြင်းအဖြစ်မိမိရဲ့စိတ်ထဲမှာကြံ့ကြံ့ခံနိုင်တဲ့စွမ်းရည်တွေဖွံ့ဖြိုးတိုးတက်လာစေမှာဖြစ်တယ်။နောက်တစ်ခုကကြောင့် emotional awareness ဆိုတာကြတော့မိမိရဲ့အဲပေါ့နော် အဲကောင်းစွာဆက်သွယ်ပြုမှုတုံ့ပြန်နိုင်မှုအတွက်စိတ်ခံစားမှုဆိုင်ရာတည်မြင်နားလည်မှုတွေရှိရမယ်။ဒါကြောင့်ကောင်းဟိုစိတ်ခံစားမှုဆိုင်ရာတွေနိုင်တည်မြင်နားလည်မှုတွေရှိမှသာကျမတို့ရဲ့ communication ဘိုင်းတွေအတိုးတက်လာမှာဖြစ်တယ်။ကောင်းမွန်လာမှာဖြစ်တယ်။အဲ့တော့ကြတော့ကျွန်တော်တို့ကောင်းစွာဆက်သွယ်ပြုမှုတဲ့အခါမှာတုံ့ပြန်မှုတွေပြုလုပ်တဲ့အခါမှာစိတ်ခံစားချက်တွေကိုပေါ့နော်။အဲသိမြင်မှုလို့ရဲအကောင်းမြင်တဲ့စိတ်ဘက်ကိုဒါကျွန်တော်တို့တွေးမြင်မှုလို့ရဲဒါမှသာကျွန်တော်တို့ဒီဆက်သွယ်ဆွေးဆိုင်ရာလုပ်ငန်းတွေမှာကြတော့တယောက်နဲ့တယောက်ဆက်သွယ်ဆောင်ရွက်ကြတဲ့အခါမှာ အောင်မြင်တဲ့ဆောင်ရွက်မှုတွေကိုရရှိလာစေမှာလည်းဖြစ်တယ်။ဒါတတိယအချက်အနေနဲ့မှာစုထအချက်အနေနဲ့ကကြတော့အဲ set control ပေါ့နော်မိမိကိုကိုပေါ့နော်ထိန်းချုပ်နိုင်စွာရှိရမယ်။စိတ်လွတ်ပြီးတော့လှုပ်ချင်တာတခုကိုအလွတ်မဲ့လှုပ်လိုက်တာမျိုးတွေမဖြစ်အောင်ပေါ့နော်။အဲဒါမျိုးတွေပေါ့နော်အဲ့လိုမျိုးပေါ့စိတ်ကဟိုစိတ်ရှုပ်လာတဲ့အခါမှာစိတ်ရှုပ်တယ်လို့ပဲပေါ့နော်။လှုပ် ပြိုက်ကြတတ်တယ်လှုပ်ပြစ်တတ်ကြတယ်ဒါမျိုးတွေကိုရှေ့ကိုဒီလိုမျိုးပေါ့နော်ဒီလှုပ်ဆောင်စေခြင်းအဖြစ် အကောင့်ဘက်ကိုရောက်သွားစေမယ်ဆောင်ရွက်ချက်မျိုးတွေပဲဖြစ်စေရမယ်ဒါမျိုးတွေကိုကျွန်တော်တို့ resilience ဆိုတဲ့ကြံ့ကြံ့ခံနိုင်မှုစွမ်းရည်တွေနဲ့မိမိကိုယ်ကိုထိန်းချုပ်နိုင်ကြရမှာလဲဖြစ်ပါတယ်ရှင်နောက်တစ်ချက်ကကြတော့ကျွန်တော်တို့ပေါ့နော် ီမှာဆိုလို့ရှိရင်မိသားစုတွေမိစေတငယ်ချင်းတွေနဲ့လူမှုပေါင်းသင်းဆက်ဆံရေးပေါ့နော်ဒါ control မိကဒါမျိုးတွေကိုလှုပ်ဆောင်တိုင်းရမယ်အဲသူတို့တွေနဲ့ဆက်ဆံပေါင်းသင်းတဲ့အခါမှာအထောက်အကူဖြစ်စေမယ့် အဲအပြုအမူမျိုးတွေအတွေးအခေါ်မျိုးတွေဖြစ်ရမယ်ဒီလိုမျိုးတွေဖြစ်အောင်ကလည်းကျမတို့ကြက်ကြန့်ခံနိုင်တဲ့စွမ်းရည်တွေရှိနေမှဖြစ်မှာပါဒါကြောင့်မိသားစုထဲမှာပဲဖြစ်ဖြစ်မိဆွေတငယ်ချင်းပေါင်းအသင်းတွေနဲ့ပေါင်းအသင်းဆက်ဆံရေးတွေအတွက်လည်းဒီကကျမတို့ resilience ဆိုတဲ့ကြက်ကြန့်ခံနိုင်မှုရှိခြင်းကအထောက်အကူဖြစ်စေရလဲဖြစ်ပါတယ်ရှင် အဲ့တော့နောက်တစ်ချက်ကကြတော့ကျမတို့ပျော့ပျော့နေတတ်တာလေရှည်တိုင်းမှာလည်းကျမဆွေးနွေးသွားတဲ့စနစ်ချက်ထဲမှာလည်းပါတယ်ရေမောဖို့ပေါ့နော်ရေမောဖို့ဆိုတာလူကျင်နာရတာပဲဖြစ်ဖြစ်မရတာပဲဖြစ်ဖြစ်ရည်ရည်မောမောပျော့ပျော့ရှင်ရှင်နဲ့နေတတ်တဲ့အလေးထားလေးတွေကအင်မတန်ကောင်းတာလေးတွေပါအဲ့တော့ကြတော့အခက်အခဲတွေကိုရည်စရာဟာတာတွေနဲ့ရင်ဆိုင်ပလိုက်တယ်ပေါ့ဒါမျိုးကိုရင်ဆိုင်နိုင်မှုဆိုတာလေဒီကကြံ့ကြံ့ခံနိုင်တဲ့စိတ်ထားလေးတွေရှိမှသာ ရှင်ဆိုင်နိုင်မှာလည်းဖြစ်တယ်။ဒါကြောင့်ပျော်ပျော်ရွှင်ရွှင်နေတဲ့ချင်းပေါ့လိုချင်တာမရတာပဲဖြစ်ဖြစ်မလိုချင်တာတွေရနေတာပဲဖြစ်ဖြစ်ဘလိုချင်နေပဲဖြစ်ဖြစ်ပေါ့နော်။လိုချင်တာကိုမရတာပဲဖြစ်ဖြစ်မလိုချင်တာတွေရလို့ရှိရင်ကိုလည်းပဲရေပွဲဖို့ အဟာတညံနေပေါ့နော်ရေရှင်နိုင်ရမယ်ရေဝဲဖွဲ့နိုင်ရမယ်တဲ့ဒါကကျမတို့နော်ကလေးကြာကလေးတွေမှာလည်းကြီးဖို့လိုအပ်တယ်မိမိရဲ့စိတ်ထဲမှာပေါ့နော်ခံစားချက်တွေရှိမယ်ရှိလို့ရှိရင်ရိပလိုက်တာပေါ့နော်ကျမတို့တော့ရှိပါတယ်တကယ်ဘုံစာရေးဆရာကြီးတူကပြောထားတာလေအဲရည်နေတာဟာတဲ့ငုံမိမှာစိုးလို့ပါတဲ့ ဒါမျိုးလေးပေါ့နော်စကလုံးလေးဒါဟိုဒါကတော့သူလဲခံစားချက်ကလေးကိုသူတင်စားပြောတာပေါ့ရည်နေတာဟာအဲရဲနေတာဟာကျွန်တော်ဟိုရဲနေရဲမောနေတာဟာငုံမိမှာဆိုလို့ပါတဲ့ဒါသူ့ရဲ့စလုံးအကြောင်းအရာလေးနဲ့ లై ဘက်ညီအောင်ပြောလိုက်ခြင်းတော့ဆိုလိုခြင်းတော့ဖြစ်ပါတယ်ရှင်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့တွေလူချင်းနာတွေမရတာလည်းရှိတဲ့တင်မလူချင်းနာတွေရလာတာလည်းရှိတဲ့တင်ဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်ပေါ့ဆိုလိုချင်တာလေးရလေဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ် ပျော်ပျော်နေတတ်အောင်ကျမတို့ကြိုးစားကြရမယ်ကျမတို့ကလေးတွေကိုလည်းအဲ့လိုမျိုးဟိုပျော်ပျော်နေတတ်တဲ့အလေးထားလေးတွေမိမိရဲ့စိတ်ကိုလည်းထင်းကျုံနိုင်ပြီးတော့အဲကြုံတွေ့လာရတဲ့ဘဝမှာရှိတဲ့အခက်အခဲတွေပြဿနာတွေအနေအမြင့်တွေကိုလည်းအဲ resilience ဆိုတဲ့ကြံ့ကြံ့ခံနိုင်တဲ့စွမ်းရည်နဲ့ရင်ဆိုင်နိုင်အောင်ဒေ့ချင်းပေးကြရမယ်အဲ ခိုင်မာအကောင်းလာအောင်ပြုထောင်ပေးထားကြရမှာလည်းဖြစ်ပါတယ်။နောက်ပြီးတော့ကျမတို့ set belief မိမိကိုယ်ကိုယုံကြည်မှုတွေယုံကြည်မှုဆိုတာလည်းတကယ်တော်တော်လေးအကောင်းရမှာပါ။မိမိကိုယ်ကိုယုံကြည်အားထားမှုနဲ့ကိုယ့်ရဲ့အောင်ပြင်မှုပေါ်မှာတန်ဖိုးထားရမယ်။ကိုယ့်ကိုယ်ကိုယုံကြည်တဲ့သူတယောက်ဖြစ်အောင်သာစိတ်ထားရောပေါ့နော်လေ့ကျင့်ပေးရမယ်သူတို့ကသူတို့ယုံကြည်မှုရှိအောင်ဟောပေါ့နော်ကုနာကလေးလေးလဲသွားတယ်ဆိုတားထားနိုင်တယ်တမိထားနိုင်တယ်ဆိုတဲ့သူကိုသူတို့ကိုသူတို့ယုံကြည်မှုတွေကို ပေးကြရမယ်ပြီးရင်ねသူတို့ကိုယ်တိုင်လုံနိုင်တယ်ဆိုရဲစွမ်းရည်တွေအသည့်တွေရရှိလာရင်ねပေါ့နော်ကိုကိုကိုယုံကြည်မှုဆိုရဲ self confident နေရာဟာဒါဖွံ့ဖြိုးလာစေမှာလည်းဖြစ်ပါလေရှင်ဒါကြောင့်မိမိကိုကိုမိမိယုံကြည်မှုနဲ့အားထားမှုနဲ့ကိုယ့်ရဲ့အောင်မြင်မှုကိုတန်ဖိုးထားတဲ့သူတွေဖြစ်အောင်ပြင်ပေးကြရမှာဖြစ်ပါလေရှင်နောက်တစ်ခုကကြတော့ကျမတို့ ability စွမ်းဆောင်ရည်တွေဖြစ်ရမယ်။ဘာတွေလုံးဆိုလို့ရှိရင်သူကပြဿနာတွေကိုပေါ့နော်။ပြဿနာတွေကို ဖြေရှင်းနိုင်ရမယ်။အဲဘာနော်တကုတ်ကုအစီမပြေလို့ရှိလို့ရှိရင်လည်းသူတို့လိုက်ညှိနှိုင်းပြီးတော့လိုက်လျောဖို့လိုလားမှုပေါ့နော်ဒါမျိုးတွေကိုလည်းလှုပ်ဆောင်တတ်တဲ့လေးထားတွေဖြစ်ရမယ်ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်းနေရှိရမယ်အစီမပြေအောင်ညှိနှိုင်း အဲလိုင်လျောဖို့လူလားမှုတွေပေါ့နော်ညီနိုင်နိုင်ရမယ်အမိမိကလိုင်လျောပေးရမှာဆိုလိုင်လျောပေးရမယ်လူလူလားလားနဲ့ဖြည့်ရှင်းနိုင်တဲ့ပြည်နာကိုဖြည့်ရှင်းညင်တဲ့အတွေးတွေစိတ်သက်တွေရှိလာစေရမှာဖြစ်ပါတယ်ရှင်အဲ့တော့ကျွန်မယနေ့ဆွေးနွေးပေးရဆိုလို့ရှိရင် resilient ရဲ့အကြောင်းရှစ်ချက်ကိုလည်းဆွေးနွေးပေးသွားတယ် resilient ဆိုတာဘာကြောင့်လိုရ resilient ရဲ့အကြောင်းအရာလေးကဘာတွေတော့ကျွန်မတို့ဘဝရဲ့ အနေအမြင့်အခက်အခဲတွေကိုရင်ဆိုင်ကျော်လွှားနိုင်မှုတွေ resilience ဆိုတဲ့ကြင်ကြံခံနိုင်မှုစွမ်းရည်လိုအပ်တယ်။ဒါဆိုရင်ဒီကြင်ကြံခံနိုင်မှုစွမ်းရည်တွေကိုခုနရှစ်ချက်နဲ့ကျွန်တော်တို့တွေအဲဖွင့်ပြောအောင်တည်ကျင်ပြထောင်ညမယ်ဆောင်ရွက်ကြမယ်မိမိရဲ့စိတ်ထားတွေအတွေးတွေအပြုမှုတွေကိုလည်းပဲကျမတို့ကြံ့ကြံ့ခံတဲ့စိတ်တက်တင်နေပေါ့နော်အဲကြော်လွားကြမယ်ရင်ဆိုင်ကြမယ်ဖြည့်ရှင်းကြမယ်ဒီလိုမျိုး ကျင်းဆိုင်နိုင်အောင်အခက်ခဲတွေပြဿနာတွေအဲကြုံတွေ့လာတာတွေကိုပေါ့နော်မိမိရဲ့အတွေ့အထဲမှာရှိနေတဲ့မိမိရဲ့ကိုယ်ကြီးကိုယ်သေးဖြစ်တဲ့ပေါ့နော်ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေနဲ့ပေါ့နော် resilience ဆိုတဲ့ကြံ့ကြံ့ခံနိုင်မှုစွမ်းရည်တွေနဲ့အတူဖွံ့ဖြိုးအောင်ကလေးတွေကိုလည်းလေ့ကျင့်ပြီးသွားကြရမှာဖြစ်တယ်ဆိုတဲ့အကြောင်းလေးကိုဆွေးနွေးပေးရင်းနဲ့ကျမရဲ့ဒီနေ့ဒီနေ့ဆွေးနွေးချက်ကလေးကိုဒီကုန်းချုပ်ခွင့်ပြုပါရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။